င်္ဂလာပါရှင်ကျမကတော့ကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တစောင်းမုံလှပြေနဝေမာလ၄ရက်မနေ့ညကရန်ကုန်တိုင်းရွှေပေါက်ကံမြောက်တော်ကုန်းမင်္ဂလာတုံးနဲ့တာကေရအမြို့နယ်တွေမှာပတ်တကူကောက်ရင်ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့မြို့ခံတွေစီကသိရပါတယ် မင်းညာရှင်းနိုင်ခွဲကမြောက်ဥကလာပါမြို့နယ်ရွှေပောက်ကံမြို့တည်ပကံလမ်းမကြီးစင်ဖုံကွစ်မက်တိုင်နာမှာကားပေါ်ကကြေးချတဲ့ပတ်စံကောက်ရင် အသက်9နှစ်အရွယ်ကလေးငယ်တယောက်လက်ကိုကားကျိတ်တော့ရဲ့လို့မျိုးခန့်တယောက်ကဒီပူပူကိုပြောပါရယ်မြောက်ဥဘော်တတာအစင်မှာမင်းညာ9နိုင်ခွဲကလည်းကားပေါ်ကနေကြေးချတဲ့ပတ်စံလူရင်အသက်30အရွယ်အမျိုးသားတယောက်စိုက်ကဲအတိုက်ခံရပြီးတော့ခေါင်းကွေတော့တယ်လို့စိုက်ကဲမောင်းသူလေးလက်ထိခိုက်တဲ့အရာရှိခဲ့တယ်လို့မျိုးခန့်တယောက်ကဒီပူပူကိုပြောပါရယ် အလားတူပဲမင်္ဂလာတုံမြို့နယ်ထောက်ကျန့်စီအနေမှာပဲတကူလိုက်ရှာတဲ့တာအမေနေရောက်ခြေထောက်နဲ့လက်တွေမှာတရားရရှိခဲ့တယ်လို့တာကေတာမြို့နယ်မှာပဲတကူကောက်ရင်အမျိုးသားတရားပွန်ဝဲတရားရရှိခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်စစ်ကောင်စီအုပ်ချုပ်ရာနေပြီးတော့ပြင်းမနာမြို့မှာလည်းအသက်၅ဆအရွယ်အမျိုးသားတရားနဲ့အသက်၁၁နှစ်အရွယ်ကလေးငယ်တရားပဲတကူကောက်ရင်ထိခိုက်တရားရရှိခဲ့တာကြောင့်စေယုံတင်ထားရပါတယ်ရှင် ာနာသိန်းစစ်တပ်ကဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲရလကအများယုံကြည်မှုနဲ့မြန်မာလူထုစံတော်ကိုထင်ဟပ်စေဖို့ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်ရေးအပေါ်အခြေခံရမယ်လို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောလိုက်ပါတယ်။ ်စင်ကာပူနိုင်ငံဂျိုင်းယင်းဝင်ကြီး BBN ပါလာခရစ်နန်ကလွတ်တော်အတွင်းမှာစင်ကာပူနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအထူးသဖြင့်2025ခုနှစ်ကုန်ပိုင်းနဲ့2026ခုနှစ်အစောပိုင်းကာလရွေးကောက်ပွဲအတွက်ကြေညာထားတဲ့အစီအစဉ်တွေအပေါ်ဘလို့အကေဖြတ်ထားတယ်လေဆိုတဲ့အမေးမြန်းမှုအပေါ်မှာပြန်လေးဖြေကြားချိန်မှာအခုလိုပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာတော့စစ်တပ်အာဏာသိမ်းပြီးအချိန်9နှစ်နေပါကြာတဲ့အချိန်တွေဟာဆိုးရွားနေစေဖြစ်ပြီး ကျေပြတ်တဲ့ပဋိပက္ခနဲ့မတည်ငြိမ်မှုတွေဆက်လက်ရှင်းဆိုင်နေရသလိုစစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေလို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုတွေဟာတမိုင်းဝင်ပြီးနှက်ဆိုင်စွာအမြင့်တွင်နေသလိုဒီလွတ်တော်ထဲမှာအရင်ကပြောခဲ့မှုတွေအတိုင်း ခိုင်မာပြီးစစ်မှန်တဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုမြန်မာနိုင်ငံရဲ့အဓိကပါဝင်သူအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကတဆင့်သာရရှိနိုင်မှာဖြစ်တယ်လို့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုခဲ့ပါရဲ့ရှင်။ တောင်ကိုရီးယားရောက်လာတဲ့မြန်မာလုံသားတွေကိုရိုင်းတဲ့အပြုအမုံနဲ့ခေါ်တာမျိုးမဖြစ်ရအောင်နမေကက်ပြားတက်ပေးတော်မယ်လို့စစ်ကောင်စီတန်ရုံးကအသိပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအရင်ကနိုင်ငံခြားသားအလို့သမားတွေကိုနမေတက်မခေါ်ဘဲဟေးမင်းဆိုတာမျိုးခေါ်ဝေါ်တာရိုင်းတဲ့အပြုအမုံအသွင်ရောက်တဲ့အတွက်အသည့်ရောက်မဲ့မြန်မာလုံသားတွေကိုအင်ချွန်းလေစိစီဆက်ရောက်ချိန်ပါပဲနမေကက်ပြားတွေတက်ဆင်ပေးတော်မယ်လို့အသိပေးချက်မှာဖော်ပြထားပါတယ်။ ်စစ်ကောင်စီတန်ယုံအနေနဲ့တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိလာတဲ့နိုင်ငံသားသားအလုံသမားတွေကိုလေးစိတ်တာဝန်ကျသူတွေကခေါ်ဝေါ်တာကိုရင်ညွှန်းတာဖြစ်နိုင်ပြီးအခုလိုနမည်ကပ်ပြားတက်လို့လည်းအလုံးမဖြစ်နိုင်ဘူးလို့အဲ့ဒီနိုင်ငံရောက်မြန်မာလုံသားတယောက်ကပြောပါတယ်မြန်မာနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကို EPS စနေနဲ့အလုတ်ဆစ်လွတ်နေတာစေစုနဲ့တစုကြော်လာခဲ့ပြီးအခုမှစိတ်ကူပေါက်ပြီးလှုပ်တဲ့အစီအမံနဲ့ပတ်သက်လို့အဲ့ဒီနိုင်ငံရောက်လုံသားတွေကပြည့်ရည်ပြူလာရလေရှိနေပါရဲ့ရှင်။ ပဲခူးတိုင်းဖွံ့ဖြိုးတိုးတက်ခြင်း၊တက်ခါရဲပါတီကိုသာရွေးချယ်မင်ပရေးစင်ုံကြဖို့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီလက်အောက်ခံပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစွေဝင်းကနဝင်ဘာလ3ရက်နေ့ကပြုလုပ်တဲ့ရုံပိုင်းဆိုင်ရာအစည်းအဝေးမှာပြောဆိုခဲ့လို့ NCDM ဝန်ထမ်းတွေကပြောပါတယ်။ ။ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှနိုဝင်ဘာလ3ရက်နေ့ကပြုလုပ်တဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးအတွင်ဝန်ထမ်းတွေစက်ခိုင်ရဲ့ပါတီကိုသာမေးပေးဖို့မိမိတာဝန်ကျရာနေရာတွေမှာစီရင်တော့ဖို့ပြောဆိုတာလို့နန်းစီဒီယန်ထွဲဝန်ထမ်းတယောက်ကဒီပူပီကိုပြောပါရင်စက်ခိုင်ရဲ့ပါတီကနဲ့ပဲခူးမြို့နယ်မေးစံတာနဲ့အတွက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရသူအကုံယူ FPTP စနစ်ကဝင်ပြိုင်မဲ့ဝန်ကြီးချုပ်တယောက်အနေနဲ့အခုလိုဖိအားပေးပြောဆိုတာဟာဥပဒေနဲ့မငြိမ်ညွတ်ဘူးလို့နန်းစီဒီယန်ဝန်ထမ်းတယောက်ကဝေဖန်ပြောဆိုပါတယ်။ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစွေမှာအရင်ကဒူရဲချုပ်တစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအာနာသိမ့်ပြီးတဲ့နောက်စစ်ကောင်းဆောင်ကဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ ပြူစောထီတွေစစ်မှုထက်တပ်သားတွေနဲ့စုထားတဲ့အင်အား900ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာမကွေတိုင်းပေါင်မြို့နယ်ကရော်ရီကိုမင်းဝင်ရှုနေတာကြောင့်ဒေသခံတထောင်ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။သတင်းအပြည့်အစုံကိုမော်ရစ်ကပြောပြပေးမှာပါရှင်။မကွေတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစာ22ကနေထွက်လာတဲ့အင်အား900ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာနိုဝင်ဘာ3ရက်နေ့ကစပြီး ကွေတိုင်းထဲကပေါ့မြုပ်နယ်တောက်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးဝင်ရှို့နေတာလို့ဒေသခံတွေကဆိုပါတယ်။လက်ရှိစစ်ကြောင်းဟာပေါ့တောင်ပိုင်းကတီးချောက်ကျေးရွာကိုရောက်နေပြီးနိုဝင်ဘာ9ရက်နေ့မနက်ပိုင်းမှာတီးချောက်ကျေးရွာအပြင်စင်စာကျေးရွာ၊တပြေအေးရွာစတဲ့ရွာ300ကိုပါမီးထက်ရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲစစ်ကြောင်းတွေကတော့ကျွန်တော်ပခုတ်ခင်းတော့မှာအတူတူများပါတယ်။အဲဒီမြိုင်မှာလည်းစစ်ကြောင်းရှိလို့ဒီမြစ်ချီဒီဘက်မှာလည်းရှိပါတယ်စစ်ကြောင်းကလေ။ ကျွန်တော်တို့ပေါ့မှာလည်းရှိပါတယ်ဟိုမီးရှို့ခံရတော့သူတို့စချောင်းတို့ဝင်ရောက်တဲ့ရွာတော်တော်များတော့အရှုခံရပါလေဗျအဲပြီးရင်ဘီသူလူတို့ဟိုတတ်တာတွေလည်းရှိပါတယ်အခုတောက်လျှောက်ကတော့သူတို့ဒီပုတ်ပေါ့မြူရဲ့တောင်ပနာကရွာကြီးကိုတောက်လျှောက်ဝင်ပြီးတော့မီးရှို့ဖြစ်စီနေတာရှိပါလေဗျ စစ်ကြောင်းဝင်သွားတဲ့ရွာတွေမှာဒေသခံတွေအသက်ခံရတာတွေပေါ်တာအဆဲခံရတဲ့ဖြစ်စဉ်တွေရှိနေပြီး DBB ကအတိပြုပြုစ조사နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေနဲ့တိုက်ပွဲတွေကြောင့်အတိမပြုနိုင်သေးပါဘူးအမျိုးသားညီညွတ်ရေးအစိုးရပေါ့မြုံနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကော်မရှင်တပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲဝင်လာပြီးမီးဝင်ရှို့နေတာဖြစ်တဲ့အတွက်ပေါ့မြုံနယ်တဲကကျေးရွာ၁၉ရွာကအရသာ၁၂၀၀ကျော်ဟာဘေးလျာတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတာပါ လက်ရှိထွက်ပြေးနေရတဲ့ဒေသခံတွေဟာလုံခြုံတဲ့နေရာမရသေးတဲ့အတွက်လက်တလောသူတို့အခြေအနေတွေကိုဖြေလို့မရသေးကြအောင်ပေါင်းမြုပ်နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက DBB ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဒေါ်လာရင်းတက်တဲ့အနေနဲ့ကလက်ရှိစစ်ကြောင်းဟာပေါင်းမြုပ်နယ်ကပါစာ24ဘက်ကိုဥတီနေတာဖြစ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အလားအလာတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေသတိရှိကြဖို့သတိပေးနှိုးဆော်ထားပါတယ်။ဒါကြောင့်အားလုံးဒီပေါင်းနယ်ဘက်ကိုကူးသွားတာတို့ ကျွန်တော်တို့ညနေထွက်သွားတာကတော့ကျွန်တော်အင်အားကဟုတ်900မီပါလောက်တော့ရှိနေပြဟုတ်အဲကျွန်တော်တို့ဒီကျက်မှာပါတာကတော့စစ်မှုတန်းမော်တာဆက်ခံရတဲ့အားတွေပါတယ်ဗောနော်ကျွန်တော်တို့အာဤသူစစ်တွေလည်းပါတယ်ဗောဟုတ်အဲပေါ့ဆစ်ဖြူလမ်းမော်လမ်းဘေးဝဲရမှာရှိတယ်ကျွန်တော်တို့အားတွေပေါ့ကြည့်ပါရရနဲ့စပြီးဝင်သွားတယ်ကျွန်တော်တို့ကပ္ပစ20နှစ်ကနေ ရောက်ဘက်ကိုဆိုရင်ကျွန်တော်တို့အပေါက်ငယ်ဘက်ကိုရောက်တာလေဟုတ်ကဲ့အဲ့ဒီကနေသူတို့စတာတာပေါ့စကြောင်းတွေမထိုးခင်နိုဝင်ဘာ၂ရက်နေ့မှာပေါင်းမြုံနယ်အရှိမြောက်ချမ်းလေဘက်ကျေးရွာအနီးကစစ်ပေးဆောင်တဲကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချလို့ကလေးငယ်၂ယောက်နဲ့ပြည်သူ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မကွေးတိုင်းဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေအပြင်ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေဒီတိုက်ခိုက်မှုတွေအများဆုံးခံရတဲ့စစ်မျက်နှာပြင်တစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်မော်ရစ်ပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဒုတိယမြောက်သက်တမ်းမှာပထမဆုံးကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်ဒီမိုကရက်တွေသာအနိုင်ရသောကြောင့်သိရပါတယ်။ အော်တိုဘာလ၄ရက်နေ့မှာကျင်းပခဲ့တဲ့အဓိကအကြဆုံးရွေးကောက်ပွဲ၃ခုထဲကတစ်ခုကိုဇိုရယ်မက်ဒါနီအနေနဲ့အနိုင်ရရှိပြီးနယူးယောက်မြို့တော်ဝန်အသစ်ဖြစ်လာပါတယ်ဒါကြောင့်ဒီမိုကရက်တစ်ဆိုရှယ်လစ်အဖြစ်သူ့ကိုယ်သူရင်းညွှန်းလေးရှိတဲ့မန်ဒါနီကပထမဆုံးအာဖရိကဖော်နဲ့တောင်အာရှအနွေမြို့တော်ဝန်ဖြစ်လာတော့မှာပါ။အဲ့ဒီနောက်နယူးဂျာစီနဲ့ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနေရာအတွက်ဒီမိုကရက်ကိုစားပြုအမျိုးသမီးကိုယ်စားလှယ်နှစ်ယောက်ကနိုင်ရတော့တာကိုတွေ့ရပါရတယ်။ ဒါကြောင့် CIA ရဲ့ထောက်လည်ရေးအရာရှိဟာအဘီဂေးစပန်ဘာဂါဟာဗာဂျီနီးယားပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရင်းမှုဖြစ်လာတော့မှာပါအသက်53နှစ်အရွယ်မိုက်ကယ်ရှယ်ရဲကလည်းနယူးဂျာစီပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးတာဝန်ကိုထမ်းဆောင်ရဖို့သေချာနေပြီဖြစ်ပါတယ်။ဒါအပြင်ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မဲဆန်ဒါရှင်တွေက ဖွဲ့စည်းဖို့အခြေခံဥပဒေပြင်ဆင်ချက်တစ်ခုကိုအတည်ပြုလိုက်ပါတယ်ရှင်။ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ ကျမကကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်